အဲ့တော့ဒီ AA ဆိုတဲ့ကောင်ကပြည်အောင်စုကခွတ်ထမဲ့ကောင်ဒီပြည်အောင်စုကခွတ်ထမဲ့ကောင်သွားပေါင်တာအေယာဝရီပဒတ်တရောဟိုမှာအညာပဒတ်တရောရောပဒတ်တရောချင်းတရောသွားပေါင်တာသွားပေါင်ပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေတာအော်တိမ့်ပိုက်လိုက်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်တအားပြောချင်တယ်ခဏခဏနားဆွင့်နေတာဒီကကျွန်တော်ကကြည်လဲကုံအောင်ပြစ်ပြီးသွားပြီဆိုတဲ့အချိန်ကြရင်တော့လက်အုပ်မချီနဲ့အဲ့ကကြရင်တော့ ရှဲတွေပါလေတချောင်းချောင်းချုပ်ခံရလိမ့်မယ်ပေါ့နော်ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်စလိုက်ရအောင် SCA ဆက်နှစ်ပြည့်အဲ့မှာကျွန်တော်ကဘာပြောချင်လဲဆိုတော့မြန်မာနိုင်ငံသားတိုင်းနိုင်ငံတော်တချင်းရတယ်ဗျ။เนาะဗမာတွေလည်းရတယ်၊ကချင်တရားကရင်ရှင်တို့လည်းရတယ်။နိုင်ငံတော်တချင်းကိုလူတိုင်းရ ဇမနဂန်သားဆိုရပြီအဲ့မှာပါပါလဲပြည်တော်စုကိုအသက်ပေးလို့ဒုက္ခကွယ်မလီဓာတုပြည်ဓာတုပြည်တို့ပိုင်နေမြည်အဲ့ဒီတပိုက်ပါတယ်ဒီပြည်တော်စုမပြုတ်ကွယ်အောင်တစ္ဆာဆိုလိုက်တာဒီတချင်းရတဲ့လူတိုင်းကဒီလိုတစ္ဆာဆိုဘူးတယ်အဲ့တော့ဒီအေအေဆိုတဲ့ကောင်ကပြည်တော်စုကခွဲထွက်မဲ့ကောင်ဒီပြည်တော်စုကခွဲထွက်မဲ့ကောင်သွားပေါင်တာအေယာဝတီပဒတ်တရော ဟိုမှာအညာပဒတ်တည်းရောရောပဒတ်တည်းရောချင်းနေရောသွားပေါင်းတာသွားပေါင်းပြီးတော့သူတို့ဆီကလက်နဲ့ယူပြန်တိုက်နေရနော်ဒါဟုတ်ရဲ့လားကဲ KIA ဆိုလဲဝမ်ပေါ်နိုင်ငံထူထောင်မဲ့ကောင်ကွာမော်နဲ့သွားတွေ့တာမြင်းကြံပဒတ်တည်းရောဘာညာနိုင်ငံတော်တချင်မရဘူးလား KNU ဆိုလဲဒီတိုင်းမဲ့ကွာထူးဝင်းတော့ကကိုယ်သူလေးတိုင်းပြည်ဘာညာလာပြောနေအဲ့မှာသွားပြီးအသေးခံတဲ့ကောင်အများကြီးပဲ အပြန်သူကခွဲထက်မဲ့ကောင်တွေကိုခင်ဗျားတို့နိုင်ငံတော်တချင်းရတဲ့ကောင်တွေကဘာလို့သွားတာတော့ရခိုင်အေးအေးဆိုရင်ခင်ဗျားထုံးပြနိုင်လက်ထက်မှာတော်တော်အယူထားခင်ဗျားသူ့လက်တော်တဲ့ကောင်အများကြီးဥမာကျွန်တော်တို့ဆရာဥသိဥဖိုးစောဆိုတာမြန်မာပြည်မှာပထမအုပ်ချုပ်အမှုမျိုးသိပ္ပံပညာရှင်ပွဲရတာနော်အဲ့ဒါစစ်သက်ကတော်မှာနီးပြဗျစစ်သက်ကတော်မှာပေါမောက်ခနဲ့လာပြီးတော့ဘူလောင်းတွေကိုလက်ကျင်ပေးတာအဲ့သူကအမှုမျိုးသိပ္ပံပညာရှင်မြန်မာပြည်မှာပထမအုပ်ချုပ် ။ဟာ तू ကပြခွတ်ထွက်ရေးတွေဘာမှပြောဘူးနိုင်ငံတော်ကောင်းဖို့ပဲလုပ်တာ။ဒေါက်တာဦးသက်ထားဝေဆိုတော့မြန်မာပြည်ကပထမဦးဆုံး plastic surgery ခွဲစိတ်ကူတာမျက်နှာတွေပါလေ။အဲ့လိုပထမဦးဆုံးပွဲရတဲ့ပုံကအင်မတန်ထူးချွန်တဲ့ရခိုင်နေဗျ။အဲ့သူတို့ကခွဲထွက်ရေးတွေဘာတွေဘာမှပြောဘူး။အဲ့ထုံးပြိုင်လိုက်လဲထဲမှာဒီလို ဖြစ်လာတာအဲ့တော့ဖြစ်လာတာကိုတွားပြီးတော့ပေါင်းတဲ့ကောင်တွေကပါကောင်တွေလေအဲ့ကောင်နိုင်ငံတော်ချင်းမရဘူးလားပြည်အောင်စုအသက်ပြီးပြီးတော့ကာကွယ်ရမယ်လीကျွန်တော်တို့ကဒါတို့ပြည်ဒါတို့ပြည်တို့ပိုင်နေမြည်တတ်တမတော်ပြောနေတာတို့တော်အရေးဆုံးမလားလीဒါပြည်အောင်စုမပြိုကွဲဆိုတော့နံပါတ်1လीအဲ့ဒါသဘောပေါက်ဖို့လိုတယ်နိုင်ငံတော်တချင်းဆိုတဲ့လူတိုင်းသဘောပေါက်ဖို့လိုတယ် ဲ့တော့တစ္ဆာစူးမယ်တစ္ဆာစူးမယ်တစ္ဆာဆိုတာစူးတတ်တယ်အဲ့အီလာပြောတာလေးစားပါအမေရိကသတင်းအားလုံးလည်းကြားပြီးဖြစ်မှာပေါ့နော်ဒါကျွန်တော်တို့အားလုံးဒီရက်ထဲမှာစိတ်ဝင်စားဆုံးမျော်လင့်ဆောင်စားပြီးတော့တကယ်ကိုမျော်လင့်တကြီးနေပါပေါ့နော်အာဘာတရနားဆွင့်နေတယ်နေ့ရက်ကဒါ viewer ကုန်းစခန်းကြီးအောင်ပွဲရပါပြီကျွန်တော်တို့ online တက်ဖွဲ့တွေဘက်ကပေါ့နော်အဲ့တော့ တကယ်ကိုအားရစရာကောင်းတဲ့သတင်းဖြစ်ပါတယ်စစ်ကောင်စီကိုလုံးဝနောက်ထပ်နာမှုဖျက်ရိုက်လိုက်တဲ့ဟာပေါ့နော်အဲ့တော့တာလီစောပါပေါ့နော်အဲဒလိုင်းတက်ဖွဲ့တကယ်ဒါအာခတ်တော်အေနဲ့ပြည်ပြတ်တက်ဖွဲ့တကယ်ချီချူးလေးစားဂုဏ်ပြုပါတယ်ဒီလိုမျိုးအချိုးမြကြီးကြီးရဖို့အောင်မြင်မှုအကြီးကြီးရဖို့နော်အားကျုံးမှန်တဲ့ဒါဆွမ်းဆက်တမန်ကျူသားလုံဆောင်ခဲ့ကြတဲ့အဖွဲ့တွေပေါ့နော်ဒါဆလုံးနင်နာခံပြီးလုံရကြတဲ့အဖွဲ့တွေတကယ်ကျေးဇူးတင်တယ်အဲ့တော့မကွေးတိုင်းရဲ့အဓိကအရေးကြီးဆုံးအတောင့်တင်းဆုံးခံစစ်စခန်းကြီးဆိုပြီးတော့ဒါတို့တွေ ပုံစံကြရတာရှိတယ်ပေါ့နော်အိုက်စကန်ကြီးကို14ရက်နေ့ညနေမှာတိုက်ခိုက်သိမ်းပိုက်ပြီးတယ်ဆိုပြီးတော့တည်ရတယ်ပေါ့နော်အဲ့တော့သိမ်းပိုက်လိုက်ပြီဆိုတဲ့အကြောင်းအကျုံးကတအားပြောတယ်ခဏခဏနားစွင့်နေတာဒါခဏခဏမေးတယ်ကျွန်တော်တို့လေဘာဖြစ်လို့လဲဆိုတော့တကယ်ကိုအဲ့ဥစ္စာကိုဒီကောင်တွေဘက်ကတကယ်ကုန်းစားလားအိုက်ခန်စစ်စကန်ကိုသူကတကယ်မကွေးရခန်စစ်စကန်ကြီးတစ်ခုတစ်ခွဲသူတို့အမုန်းတင်နေကြတာရှိတယ်အဲ့လိုပုံစံမျိုးအတွက်နဲ့လဲသူတို့အင်အားတွေပေါ့နော်မြင့်ကန်ပြီးတော့အလုံးရင်းဖြည့်တာအင်အားညာနဲ့ချီပြီးဖြည့်တာပေါ့နော်အင်အားအရာမှာဆိုရင်900နီးပါးလောက်တောင်ရှိတယ်ဆိုပြီးတော့သိရတယ် မနေ့မနေ့ကြီးနော်ပြီးတော့သူတို့တွေဖင်ကောင်းကျဲတာဟောနော်ကတော့ဖင်ကောင်းကျဲတာဟောနော်အဲစစ်ကူတွေထပ်ပို့နေပြီတော့အဲဂုတ်ကြီးနဲ့ဖိုင်တာဂုံးကိုပြန်ယူဖို့လာနေပြီတော့အဲမင်းတို့ခဏစောင့်တော့အဲ ်ပါလဲလင်းလင်းယုံလင်းယုံနေသိမ့်ငက်နေရှိပါတော့မယ်တော့အစာကောက်တော့မယ်တော့အမျိုးမျိုးပြောတာဗျာပြီးရင်အာကတတော် A နဲ့ PDF တွေရဲ့ဒါလောင်းနေဆွဲပြီးတော့ပြန်နေရပြီလို့စကန်းနာမကတ်နိုင်ဘူးလို့အဲ့လိုတွေပါပြောတာဒီကောင်နေအောက်ကကောင်နေတိတ်လို့မျောပန်းဖြစ်နေတာဒီကောင်နေကြောက်အဲ့တက်ဘောမဆိုရဲကောင်နေပေါ့နော်တက်ထောက်ကန်တဲ့ကောင်နေကြောက်မလို့အာတကုံမြောက်ပေးနေတာအောက်မှာတကယ်ကိုဖွဲ့စည်းပုံနေပြတ်နေတယ်ဘယ်လိုမှ ညာအဲ့တော့အဲအကြောင်းပြောမယ်ပေါ့နော်အဲ့တော့ဒါအခုတော့ဒါတပ်ဖွဲ့တွေကရသွားပြီပေါ့နော်ကျွန်တော်လိုပဲဒီသတင်းကိုစောင့်ညော်နေကြတဲ့ပြည်သူတွေအများကြီးရှိနေမယ်ပေါ့နော်ကျိုးဆိုလဲအဲ့သတင်းတီးရချင်းမှာချက်ချင်းလာပြောတာကိုရမ်းပြပြောတော့ပြောတော့ပြောတော့ဖဲ့တော့ဆိုကျွန်တော်လည်းစောင့်နေတာတကယ်အပါတရားကိုပြောချင်လို့ပေါ့နော်အဲ့တော့ဟုတ်တယ်ဒါနေကန်ဖန်ဆင်းစကန်းကုန်းကြီးကိုဒါအာခတ်တော်အေနဲ့ပြည်သက်တပ်ဖွဲ့တွေကအောင်မြင်စွာတင်ပိုက်နိုင်ခဲ့ပြီပေါ့နော်အဲ့တော့ထွက်ပြေးကြတဲ့သူတွေလည်းအများကြီးပဲတယ်အကောင်းဆောင်ဆိုတဲ့ကောင်တွေပေါ့နော်ဒါပြီးရင်တန်မီစစ်သားဆိုတဲ့ကောင်တွေအဲ့ကောင်တွေကထွက်ပြေးတာပုံများတယ် သူကဘာလို့လဲဆိုတော့ဒီ PDF တက်ဖွဲ့တွေဒါ AA တက်ဖွဲ့တွေကိုသူတို့တွေဒါဒီစကန်ကုန်းမှာရှိနေအရင်အတော်တွင်ပေါ့နော်သူတို့တွေလေကြောင်းတိုက်ခိုက်မှုတွေစတိုက်လုတ်တယ် drone နေနဲ့ကျဲတယ်လက်နက်ကြီးတွေပြစ်တယ်အဲ့လိုဆိုတော့ဒီစကန်ကုန်းအချိန်ကြီးမကောင်းတော့ဘူးဆိုတဲ့အချိန်မှာဒီကောင်တွေကမနေရဘူး အနေပြင်းခံပါလေလျှော့ခံပါလေအဲ့လိုမျိုးဆိုတာမနေရဘူးဒါပေမဲ့ပါစတွေကတော့အများကြီးကြံခဲ့တယ်ဆိုပြီးတော့သိရပါတော့နော်ထွက်ပြေးတဲ့ကောင်တွေကခုနလိုကောင်မျိုးတွေပေါ့နော်ဒါပေမဲ့ပါစတွေကတော့ကြံခဲ့တယ်ဒီပါစဆိုတဲ့ဟာကလည်းသိရတဲ့အတိုင်းပဲဒါစစ်ကောင်စီကမတရားပေါ့နော်ဒါဖမ်းဆီးပြီးရောစစ်မှုထမ်းဆိုင်နေတဲ့သူတွေဖြစ်တဲ့အတွက်ဒီလူငယ်တွေကတော့ကြံခဲ့တယ်သူတို့ကစိတ်မကောင်းအဲ့လိုမျိုးတွေမဖြစ်စေချင်လို့ဒါပါစတွေအာရှောင်ရဖို့ပေါ့နော်ပါစမဖြစ်အောင်နေကြဖို့ဆိုပြီးတော့ ဒါပြည်သူတွေကရောဒလိုင်းတပ်ဖွဲ့တွေကရောဒါတောင်းဆိုခဲ့ကြတာဖြစ်တယ်ပေါ့နော်အခုဆိုကြည့်မမတ်ကန်ကန်ပြသူတို့ကြတော့ထွက်ပြေးတယ်ဒီဘွဲတွေထားခဲ့အဲအဲ့လိုမျိုးကြီးလောက်တာပေါ့နော်အဲ့တော့ဒီခန်းစစ်စခန်းကြီးကိုတိုက်ခိုက်သိမ်းပိုက်ဖို့လုံးတဲ့ခါမှာပေါ့နော်ဒီရက်ထဲမှာသတင်းတွေခက်ဆစ်စီကြာဒါပေမဲ့အဲ့ခန်းစစ်စခန်းကုန်းကြီးရဲ့ခန်းစစ်ကဘယ်ချိန်မှာပြိုပြတ်သွားပြီလဲဆိုတော့လွန်ခဲ့တဲ့တရက်နှစ်ရက်ကနေကပြိုပြတ်သွားတာခန်းစစ်စခန်းလုံးဝဖွဲ့စည်းပုံပြတ်ထွက်သွားတာပေါ့နော်အဲ့ဒါကလည်းဒလိုင်းတပ်ဖွဲ့တွေရဲ့အနီးကပ်တိုက်ခိုက်ချိန်မုန်းတဲ့ဟာတွေကြောင့်မလို့လဲပါတယ်ပေါ့နော်ဇက်တိုက်ဆိုလိုသလို ဇက်တိုက်ဆိုသလိုသူတို့ရဲ့ဒီခန်းစစ်ဂုံးနေပင်မဂုံးနာရောက်မဲ့အဲဘလောက်မှမကွာဝေးတဲ့အဓိကစကန်ကာကင်းကုန်းနေအိုက်ကုန်းနေဇက်တိုက်ဇက်တိုက်ကြအဲအဖြစ်ပြက်တွေကအရန်မြန်ဆန်တယ်ဗျအဲအကြောင်းနေကျွန်တော်ပြန်ကောက်ကြမှာပေါ့နော်အဲတော့ဒါမနေ့ကညအထိကိုကျွန်တော်တို့သိရတဲ့သတင်းတွေရဆိုရင်ဒီနေ့ကန်ရေဒါဂုံးစကန်ပေါ့နော်ရေဒါစကန်ဂုံးမာကြီးအိုက်ကုန်းမာကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်အဲဒီစကန်ကုန်းအကုန်လုံးပေါ့နော်အကုန်လုံးကိုသိမ်းပိုက်ဒါထိန်းချုပ်နိုင်ဖို့အတွက်ကတော့စူးစမ်းနေတော့မှရှိတယ်ဒါပေမဲ့ကျွန်တော်ပြောနေစဉ်တော်တင်မှာကိုပဲရပြီးလောက်ပြီပေါ့နော်အဲတော့ ်ဒီခမောက်ကုန်းဆိုတဲ့ကာကင်းစကန်ကုန်းတစ်ခုပဲကျန်တော့တာဂုံးမကြီးရပြီဆိုမှတော့ဗျာဒီကာကင်းစကန်ကုန်းဆိုတာဘာမှမဟုတ်တော့ဘူးဗျာဒါဟိုရှိရလိုပဲပေါ့နော်လော်နဲ့သာလိုက်អော်နော်အဲမိနစ်20မဟုတ်ဘူးဒီကကြာ3မိနစ်ရောင်းနေ3မိနစ်ချိန်ပေးမယ်လို့သာអော်လိုက်ပေါ့နော်လုံးဝအကုန်လုံးပြေးပြီးဒူးထောက်လောက်တယ်အဲ့တော့ဒီဂုံးမာကြီးရပြီဆိုတဲ့ကကျန်တဲ့စကန်ကုန်းကျန်တဲ့ကာကင်းကုန်းဆိုတဲ့ဟာကဘာမှကိုမဟုတ်တော့ဘူးပြီးရင်အဲ့လိုကျန်နေသေးတဲ့စကန်ကုန်းဆိုတာကလည်း ဘလို့ခွန်အားမျိုးနဲ့တိုက်ပါလေပြန်ပြီးတော့ဘလို့စိတ်တံမျိုးနဲ့သူတို့ပြန်ပြီးခုခံရဲပါလေတွေးကြည့်ပေါ့ဆိုတော့ဒီကောင်ဒီနေရာကနေတွေးကြည့်တာပြောပါလေပေါ့နော်ဘာဖြစ်လို့ဆိုတော့ပင်မကုန်ကြီးအင်အားအများကြီးနဲ့တကယ်ကိုလက်နက်ခဲရန်အပြည့်စုံပေါ့နော်အပြည့်ရင်ဒါဖွဲ့စည်းပုံအပြည့်နဲ့ဒါအင်အားအပြည့်နဲ့တင်ထားပါလေဆိုတော့ဒီကုန်းကြီးတော့မှကြပါပြီဆိုနေတာဒီကာကင်းစကန်ကုန်းတွေဆိုတော့ဘာမှမလုပ်မဟုတ်တော့ဘူး အပြင်အိုက်ကောင်နေနေနဲ့လည်းဒီဥစ္စာရုံမြင်နေရသွားပြီကာကင်းစကန်ကုန်းတော်မှာလစ်ပြီးပြေးပြီးဆိုတော့ငါတို့လည်းပြေးတော့မယ်ဆိုအခုချိန်တက်ရှင်းတော့မှာပဲလူတွေ့ချင်မှတွေ့တော့မှာတော့လည်း light on နေကြားချင်မှကြားတော့မှာကောင်းနေအဲပြေးပြီးတော့ဒူထောင်းမဲ့ကောင်းနေအစ်စ်မျိုးတွေဖြစ်နေပြီပေါ့ဗျာအဲ့တော့အိုက်စကန်ကုန်းမှာရှိတဲ့ကောင်းတွေကလည်းအခုချိန်ဆိုရင်ဒါလူစစ်တန်းစီညာညှိပြီးတော့1 2 3 1 2 3အဲငါတို့လက်နက်ချမဲ့လူဘယ်နှယောက်ရှိလဲ ဒါမျိုးတွေပါလူစစ်တန်းစီပြီးတော့လုံရင်လုံနေလောက်ပြီပေါ့နော်အခုကျွန်တော်ပြောနေစဉ်ဒေါတင်မာကိုပဲအဲဒီအဖွဲ့တွေအကုန်လုံးရပြီလောက်ပြီလို့တော့ဒါကျွန်တော်ယူဆတယ်ပေါ့နော်အဲလက်ရှိအခြေအနေရစိတ်ကောင်းစီဘက်ကဒီကပ္ပဆတ်14ဘက်ကနေပြီးတော့ဒီကောင်းတွေကိုပြန်ရဖို့အတွက်စစ်ကြောင်းတွေထိုးနေသေးတယ်ဆိုပြီးတော့လက်သိရတယ်ဒီကောင်းတွေတော့လေတော့မလျှော့ဘူးသလားအဲ့လိုမျိုးပုံစံမျိုးတော့သူတို့လုံနေတာရှိတယ်ဒါပေမဲ့လည်းအာခတ်တက်တော် A နဲ့ B တက်ဖွဲ့တွေကခုနကြံနေပါသေးတယ်ဆိုတော့ဘုံဘော်နာကဒါခမောက်တောင်ကို ထပ်ပြီးတော့ထိုးစစ်စင်တိုက်ခိုက်နေပြီဆိုတဲ့ကြောင်းလဲဒါကျွန်တော်မနေ့ကညတွေကိုသိရတယ်ဗောနော်အဲ့အခုချိန်မှာရအောင်ရနေလောက်ဟာတကယ်အားရတယ်ဗျာဒီကအဲ့တော့မကွေးရဲ့အဓိကခန်းစစ်စခန်းလို့ပြောလို့ရတဲ့အတောင်တင်းဆုံးဖြစ်တဲ့ဒီနေ့ရကန်ဒါစခန်းကုန်းဗောနော်အဲ့ဒါကို A နဲ့ PDF တပ်ဖွဲ့တွေကဇန်နဝါရီကစလို့ဗောနော်စပြီးတော့ထိုးစစ်စင်တိုက်ခိုက်ဖို့စ조사လာခဲ့တာဖြစ်တယ်အဲ့တော့ဒီအော်တိုဘာလ14ရက်နေ့ညနေမှာရလိုက်ပြီဆိုတော့ဒါအချိန်ကာလအပြည့်6လကျော်လောက်ကြာတယ်6လ6လလောက်ကြာတယ်ဗောနော်အဲ့တော့အချိန်ယူခဲ့တာအဲ့လောက်ယူခဲ့ရတယ်ဒါပေမဲ့ ိုးလာလုံးကြီးသွားတိုက်နေတာတော့မဟုတ်ဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့ဂျားထဲမှာငလျင်ဖြစ်လိုက်သေးတယ်။ဒါစကိုင်းငလျင်တို့မန်လေးငလျင်တို့တည်မှာဒီကောင်လေးနာမည်ကြီးပြောင်းခိုင်းတဲ့ငလျင်ကြီးဖြစ်လိုက်သေးတယ်။အဲ့ငလျင်ကြီးဖြစ်လိုက်တဲ့အတွက်ပေါ့နော်။ဒါညီနောင်သုံးပေါ့ဒီမဟာမိတ်ဖွဲ့တွေကပေါ့နော်။ဒီပြစ်ခတ်ရစဲတယ်ဆိုတဲ့ကာလမျိုးတွေထားခဲ့တာရှိတယ်။အဲပြီးရင်ပြစ်ခတ်ရစဲတဲ့ကာလကိုထတ်တိုးပြီးတော့လှုပ်တာမျိုးတွေရှိတယ်ပေါ့နော်။အဲအဲ့လိုပဲစစ်ကောင်စီဘက်ကလည်းဒီငလျင်ကြောင့်မလို့ငလျင်ကိုအကြောင်းပြပြီးတော့သူတို့အပြစ်ခတ်ရစဲတယ်ဆိုပြီးတော့ကြီးညာခဲ့တာရှိတယ် ဒါပေမဲ့အဲ့လိုကြင်ညာပေမဲ့စစ်ကောင်စီကလေလိုင်းပေါ်မှာပဲကြင်ညာတာမြေပြင်မှာကြတော့အဲ့ဒီနေရာတွေကိုငလင်အကြောင်းပြုပြီးတော့သူတို့အခွင့်အရေးယူပြီးတော့ပေါ့နော်ထိုးစစ်စင်တာမျိုးတွေစခန်းနေပြင်ဆင်တိဆောက်တာမျိုးတွေခန်းစစ်တွေအခိုင်အမာပြုလုပ်တာမျိုးတွေသူတို့စက်တိုက်လုပ်ခဲ့တယ်အဲ့တော့အရခတ်တက်တော်ကအဲ့ကာလအတော်အတွင်းမှာပေါ့နော်လုံးဝထိုးစစ်မစင်မဲနဲ့စစ်ကောင်စီကအခုလိုမျိုးမြေပြင်မှာထိုးစစ်စင်တိုက်ခိုက်ခဲ့တဲ့ဟာတွေကိုပဲ ခံစစ်ပုံစံမျိုးနဲ့တုံ့ပြန်ပြီးတော့ဒါပြန်ပြီးတိုက်ခိုက်ခဲ့တာမျိုးပဲရှိတယ်ပေါ့နော်အဲ့တော့ပြီးတာနဲ့ဒီငလင်ကြီးပြီးသွားပြီဆိုတာနဲ့အပြစ်ခတ်ရစဲကာလာပြီးသွားပြီဆိုတာနဲ့အာရခတ်တက်တော့အေအေနဲ့ဒါ PDF တပ်ဖွဲ့တွေကဒီလုံးဝပေါ့နော်ခံစစ်ခံစစ်ကထိုးစစ်အပြုမှုရှိတဲ့ခံစစ်ကိုပေါ့နော်တကယ်ကိုကောင်းကောင်းမွန်မွန်စစ်နီးပြီးတော့ကောင်းကောင်းနဲ့လက်တွဲညီညီဝင်နှွဲတော့တာပဲပေါ့နော်အဲ့မှာဒါအမ်းမျိုးနယ်အထိကိုထိုးဖောက်နိုင်ဖို့စစ်ကူအများပြားဆေးလုခဲ့တဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုလာသမျှအကုန်ဖျက်တိုက်တော့တာအဲ့မှာစပြီးတော့စစ်ကောင်စီခေါင်းကြီးရတာပဲပေါ့နော် တို့တွေအများကြီးပြင်ဆင်ခဲ့တယ်ပြင်ဆင်ချိန်တွေလည်းအများကြီးရခဲ့တယ်လက်သလုံးကြားတွေတို့လုပ်ခဲ့ကြတယ်ဆိုတာဒီငလင်းကိုအကြောင်းပြုပြီးတော့ပေါ့နော်တို့ငွေကြေးတွေရခဲ့တာတွေရှိတယ်စစ်ပြင်ဆင်တဲ့အချိန်တွေရခဲ့တာတွေရှိတယ်ခန်းစင်စကန်းတွေအခိုင်အမာတိဆောက်ခဲ့တာတွေရှိတယ်အဲ့လိုမျိုးတိဆောက်ခဲ့ပြီးတဲ့ချိန်ကြမှာတို့စစ်ကြောင်းတွေထိုးတယ်ဒါပေမဲ့လည်းအပြစ်ခတ်ရဲစဲကာလပြီးသွားပြီဆိုတော့ဂျင်ညာပြီးရဲ့ဆိုတော့ အပြစ်ကက်ရစဲကာလာပြီးသွားပြီဆိုပြီးတော့ဒါအာဂတ်တော်အေနဲ့ပြီးတဲ့တက်ဖွဲ့တွေတုံ့ပြန်လာတဲ့ချိန်ကြတော့စစ်ကောင်စီအလူလဲခံရတာအဲ့မှာကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထုတ်များကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်